အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တင်ထွန်းလင်းခဏိကျွန်တော်တို့ဒီဗီဒီယိုမှာ crypto ဈေးကွက်ပြောင်းလဲဈေးကွက်တရင်အချက်လက်တွေနဲ့လက်ရှိဈေးကွက်ပေါ်မှာ crypto ဝယ်ထားခြင်းနဲ့ဆိုရင်တော့ short term long term ဘယ်လို plan တွေထားရှိရမလဲဈေးကွက် direction ကကျွန်တော်တို့အတွက် entry point တွေ target တွေကဘယ်လိုရှိမလဲဒါတွေနဲ့ပတ်သက်ပြီးတော့နားလည်မယ်ပေါ့နော်ဒါလက်ရှိကျွန်တော်ဒါ weekly closing နဲ့နီးလာပြီးဖြစ်တဲ့အတွက်ကြောင့်လို့ဒါဈေးကွက်ထံမှာကျွန်တော်ဒါဘာတွေပြောင်းလဲမှုတွေရှိလာနိုင်မလဲပေါ့ဒါတွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့နားလည်မယ်ပေါ့နော်ကျွန်တော်လက်ရှိ BTC ရဲ့ current price ကိုကြည့်ကြည့်မယ်ဆိုရင်တော့36000ပေါ့နော်ဒီအနေထားမှာကျွန်တော်တွေ့ရတယ် တခြား ETA ဆိုရင်လည်း2500 2600 HRPBNB solana.trh.ada.fhltc pca sweapt nia icb ပေါ့ဒါ coin တော်တော်များများပါကျွန်တော်ဒါ recovery ဖြစ်တဲ့အနေထားကိုကျွန်တော်တွေ့ရတယ်ပေါ့ဆိုတော့ဆက်ပြီးတော့ကျွန်တော်တို့ point တွေ target တွေနားလည်ဖို့အတွက်ကျတော့ကျွန်တော်ဒါ btc ရဲ့ chart တွေကိုတစ်ချက်လောက်နားလည်အောင်ပေါ့ okay ကျွန်တော်ဒီမှာ btc ရဲ့ forward chart ကိုတစ်ချက်လောက်ကြည့်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီခဏလေးဆိုရင်နည်းနည်းလေး recovery ဖြစ်လာတဲ့အနေထားကိုတွေ့ရတယ်ပေါ့နော်အရင်ကဆိုရင်ကျွန်တော်ဒါ တောင်ဆိုင်မှာရှိတယ်ပြင်းတို့ကျောင်းဒါကန်ဒယ်လေးကလည်း small candle လေးအနည်းနဲ့ပဲဒါလှူရှားနေအောင်ကျွန်တော်တွေ့ရတယ်ဗောနော boring type ဖြစ်နေတာပေါ့ခဏလေးတော့နည်းနည်းလေးတက်လာတဲ့အနေအထားမှာကျွန်တော်ရှိရယ်ဆိုတော့ BTC အနေနဲ့ကျွန်တော်ဒါအထက်ကို move ဖြစ်ဖို့ဆိုရင်တသိန်း9000တသိန်း8000ဗောနော်ဒါကိုကျွန်တော် cross loop ဖို့အရေးကြီးတယ်ပေါ့အာဒီမှာကျွန်တော်ဒါ anti အနေနဲ့ပြောမှဆိုရင်ကြတော့ကျွန်တော်ဒါတသိန်း3000တသိန်း4000ဒီကြားထဲမှာကျွန်တော် first anti တစ်ခုယူထားတာရှိရယ်ဗောနော်ပြီးရင်တော့ကျွန်တော်ဒါတသိန်း6000တသိန်း9000ပေါ့ဒီကြားထဲမှာလည်းကျွန်တော် anti တစ်ခုယူထားတာရှိရယ် ဆိုတော့လက်ရှိဆိုရင်တော့ကျွန်တော်တို့ဗီတီစီကနည်းနည်းလေးရီကာဗာရီဖြစ်နေတဲ့အနေအထားတော့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ဇီကွက်ထဲမှာ volume နည်းနည်းနည်းသေးတယ်ပေါ့ဒါ volume နည်းတော့နည်းနည်း downside မှာပြန်ရှိလာဖို့ပို့ပြီးတော့ဒါအလားလာရှိရပေါ့နော်တကယ်လို့ကျွန်တော်ဒါ downside မှာရှိလာမယ်ဆိုရင်တော့မှကျွန်တော်ဒါ3000 3000 4000ဆိုတော့ကျွန်တော် anti point ကိုပြန်ပြီးတော့ရနိုင်တယ်ပေါ့နော်ဒါ BTC လုံးဝ anti မယူသေးတဲ့သူတွေအနေနဲ့ကြတော့3000 3000 4000ဆိုတော့ကျွန်တော်ဒါ anti point တစ်ခုလည်းရနိုင်တယ်ပေါ့အာဆိုတော့တခြားကျွန်တော်ဒါအပေါ်ပြီးတော့နားလည်လို့ရအောင်ကျွန်တော် daily ကိုတစ်ချက်လောက်ကြည့်ကြည့်အောင်ပေါ့နော် ဒေလီရကျွန်တော်ဒီမှာကြည့်မယ်ဆိုရင်ဒါကျွန်တော်ရဲ့ register line ဖြစ်တယ်ပေါ့နော်တသိန်းတစ်တောင်းကနေပြီးတော့တသိန်းတစ်တောင်းနဲ့ထောင်ပေါ့အာကျွန်တော်ဒါ sport important sport ကိုကြည့်မယ်ဆိုရင်တော့9000ကနေပြီးတော့9000နဲ့ထောင်ကကျွန်တော်ရဲ့ဒါ important sport line ဖြစ်တယ်ဆိုတော့ကျွန်တော်တို့လက်ရှိဒီဈေးကွက်ကကျွန်တော်ဒါအာကျွန်တော်ရဲ့ register နဲ့ support ပေါ့နော်ဒီကြားထဲမှာရှိနေတယ်ပေါ့ကျွန်တော်ဒါပြောမယ်ဆိုရင် register ဘက်ကိုပို့ပြီးတော့နှိဆက်တယ်ပေါ့နော်ဆိုတော့ဒီနားလေးမှာ form ဖြစ်နေတဲ့ pattern က ascending triangle pattern ဖြစ်တယ်ပေါ့ဆိုတော့ဒီမှာကြည့်ကြည့်မယ်ဆိုရင်လည်းကျွန်တော်ဒါပြီးခဲ့တဲ့နေ့က market က totally boring type ဖြစ်ခဲ့တာပေါ့နော် ဒါအရင်တည်းကဆိုရင်ဒေါက်ဆိုက်ဒေါက်ဆိုက်ကိုရောက်ခဲ့တာပေါ့ဆိုတော့ကနေ့တော့နည်းနည်းလေးဒီကာဗာလီဖြစ်နေတဲ့အနေထားကိုကျွန်တော်တွေ့ရတယ်အာတကယ်လို့ကျွန်တော်ဒါတသိန်း9000တသိန်း6000 cross လုပ်မယ်ဆိုရင်တော့ဒါကျွန်တော်ဒါတသိန်း1000အနေပြီးတော့တသိန်း1000ဘက်ကိုကျွန်တော်ဒါကောင်းကောင်းမူမူဖြစ်နိုင်မှာပေါ့နော်အာဆိုတော့ဒီမှာကျွန်တော်ဒါ short term target တွေအနေနဲ့ကြွားမယ်ဆိုရင်တော့ short term target ကတော့ကျွန်တော်ဒါတသိန်း1000အနေပြီးတော့တသိန်း1000 2000ပေါ့နော်ဒါကတော့ကျွန်တော် short term target တွေအနေနဲ့ယူမယ်ပေါ့ အာပြင်တော့ဟိုဘက်မှာကျွန်တော်ဒါတသိန်းတစ်တောင်းအနေပြီးတော့ဒါတသိန်းတစ်တောင်းဖို့တော့ကျွန်တော် confirmation zone ကို cross လုပ်မယ်ဆိုရင်တော့အထက်ကို move ဖြစ်မယ်အာတကယ်လို့ကျွန်တော်ဒါ down side ကိုရောက်ခတ်မယ်ဆိုရင်တော့မှကျွန်တော်ဒါကောင်းကောင်းမုံပေါ့နော်ဈေးကွက်သတင်းအချက်လက်တွေကြောင့်ပဲဖြစ်ဖြစ်ဒါ volume အရင်နဲ့လာလို့ပဲဖြစ်ဖြစ်ပေါ့နော် panic selling ဖြစ်လို့ပဲဖြစ်ဖြစ်ကျွန်တော်ဒါ down side ကိုရောက်ခတ်မယ်ဆိုရင်တော့9တောင်းအနေပြီးတော့9000 2000ပေါ့နော် TNG ပန့်လည်းကျွန်တော်မရောက်နိုင်ဘူးလို့မပြောဘူးပေါ့ဒါလက်ရှိအခြေအနေမှာကျွန်တော်အားလုံးတိတဲ့အတိုင်းပေါ့နော်ဒါလက်ရှိသတင်းအချက်လက်တွေကြောင့်ကျွန်တော်ဒါ ာကိုတောင်းနေပြီးတော့ကိုတောင်းနဲ့ထောင်ထိလဲကျွန်တော်ရောက်နိုင်မယ်ပေါ့အာဆိုတော့ရောက်ရင်လဲကျွန်တော်ပြဿနာမရှိဘူးပေါ့နော်ဒီသားလေးမှာကျွန်တော်စကန်နန်တီဒီစီအနေနဲ့ကိုတောင်းနေပြီးတော့ကိုတောင်းနဲ့ထောင်မှ long back ကို anti တစ်ခုပြန်ယူမယ်ပေါ့နော်အာဆိုတော့ကျွန်တော်လက်ရှိထိကတော့ကျွန်တော်ဒါ weekly ရော daily ရော zig quick ကတော့ plan back မှာရှိနေတော့ပေါ့အာ daily ရော four hour ရောဆိုတော့ weekly ရောကျွန်တော်ကြည့်ကြအောင်ပေါ့ weekly ရကတော့ကျွန်တော်အရင်ကတည်းက plan back မှာရှိနေကြတာပေါ့နော်ဆိုတော့ weekly ရကြည့်မယ်ဆိုရင်တော့ကျွန်တော်ဒါအရင်ကတည်းက plan back မှာရှိရဲ့ဒီသားလေးမှာကျွန်တော်ဒါ အာ boring ပတ်နည်းနည်းလေးတွေ့ရတယ်ပေါ့နော်နည်းနည်းအာကျွန်တော်ဒါ၃ပတ်လောက်ရှိပေါ့နည်းနည်းလေးစီကွက်ကနည်းနည်းတိတ်ပြီးတော့လှုပ်ရှားတဲ့အနေထားမှာမတွေ့ရဘူးအရင် down side ရောက်လာတာလည်းမတွေ့ရဘူးပေါ့နော်တက်သွားတဲ့အနေထားလည်းမတွေ့ရဘူးဆိုတော့ဒီနားလေးမှာကျွန်တော်ဒါပြောမယ်ဆိုရင်9000ကနေပြီးတော့9000 2000ပေါ့နော်ဒီအနေထားကကျွန်တော်ဒီမှာ sport line တစ်ခုဖြစ်တယ်ပေါ့နော် register အနေနဲ့ပြောမယ်ဆိုရင်တော့ဒါတသိန်း1000ကနေပြီးတော့တသိန်း1000 2000ပေါ့ဆိုတော့ဒီနားလေးမှာ form ဖြစ်နေတဲ့ pattern ကလည်းကျွန်တော်ဒါ ascending triangle pattern အနေနဲ့ count လုပ်လို့ရမယ်ပေါ့နော်တကယ်လို့ကျွန်တော်ဒါ sequence က ဒါကျွန်တော်ခုနပြောထားတဲ့အတိုင်းတသိန်း9000ကနေပြီးတော့တသိန်း8000ကိုကျွန်တော်ဒါ cross လုပ်မယ်ဆိုရင်တော့ကျွန်တော်ရဲ့ short term target တွေဘက်ကိုကျွန်တော်ဒါကောင်းကောင်းမွန်မွန်ဖြစ်နိုင်မယ်ပေါ့နော် long term target တွေအနေနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်ဒါနည်းနည်းလေးရေရှည် hold ထားဖို့လိုအပ်တယ်ပေါ့အာဘာကြောင့်လဲဆိုရင်အချိန်တစ်ခုတော့ကြာနိုင်မယ်ပေါ့နော်ဆိုတော့ဒီနေ့တော့ဒါပြောမယ်ဆိုရင်ဒီကွက်က daily ရရော weekly ရရောပေါ့နော်ကျွန်တော်ဒါ four hour ရရောဒီကွက်ကဒါ plan ဘက်မှာရှိနေတယ်ဒါမဲ့နည်းနည်း boring club ဖြစ်နေတယ်ပေါ့နော်အာ ဆိုတော့နည်းနည်းလေးကျွန်တော်ဒါပြောမယ်ဆိုရင်တော့ဒါသတင်းချက်လက်တွေကြောင့်ကျွန်တော်ဒါ down side ကိုရောက်ခဲ့တာပေါ့နော် down side ကိုနည်းနည်းရောက်ခဲ့တာဆိုတော့ဒါပြန်ပြီးတော့ recovery ဖြစ်ဖို့ဆိုရင်အချိန်နည်းနည်းအတိုင်းတာတစ်ခုလိုရတယ်ပေါ့အာပြောမယ်ဆိုရင်ကျွန်တော်ဒါ weekly closing ပေါ့နော်အဲ့ဘက်ကိုလည်းရောက်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဈေးကွက်မှာထက်ပြီးတော့နည်းနည်းလေး down side ရှိလာနိုင်တယ်ပေါ့နော်အာတကယ်လို့ down side ရှိလာခဲ့ရင်ကျွန်တော်ဒါတစ်သိန်း3000 3000လေးတောင်မှာကျွန်တော် small margin low leverage long back ကို fresh entry တစ်ခုယူထားလို့ရမယ်ပေါ့ ဆိုတော့ဒီဗီဒီယိုမှာတော့ဒီလောက်ပါပဲဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့နားမလည်တာမရှင်းတာရှင်းလဲကျွန်တော် comment ချန်ထားလို့ရတယ်ကျွန်တော် Telegram မှာလာမေးလို့လည်းရတယ်ပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်